ရှူအဖေနေရဲ့ပရိသတ်များအလုံးပဲမိင်္ဂလာပါရှင်။ရန်ကုန်မြို့မှာကျွန်မပြုလုပ်နေတဲ့ပွဲခန်းအကိုပရိသတ်များရဲ့ရိုက်ကူးတက်ဆက်ပေးနေတဲ့ရန်ကုန်မြို့ဝင်းချက်စီစဉ်နဲ့ပရိသတ်များကိုကျူးစွလိုက်ပါတယ်။ဒီနေ့ရန်ကုန်မြို့ဝင်းချက်စီစဉ်မှာပရိသတ်တွေကိုရိုက်ကူးတက်ဆက်ပေးတော့မယ့်ပွဲခန်းအဆိုရင်တော့ပန်းလိုက်စီလုံးစေယုံမှာမိဖခင်ရဲ့ချစ်စရာတတမီမီနဲ့မိခင်တို့ရဲ့ဘဝမှာပေါ့နော်။အမတ်တရားစင်ကြယ်စေဖို့အတွက်မိခင်နဲ့ကလေးများနေကိုအထူးပဲကျင်းပပေးနေအောင်ပရိသတ်များအတွက်ရိုက်ကူးတက်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ဒီနေ့ပွဲခန်းမှာပါဝင်တဲ့အကြောင်းအရာတွေကိုပရိသတ်များသိရှိစေဖို့အခုလိုရိုက်ကူးတက်ဆက်ပေးလိုက်ချင်ပါတယ်။ ပရိသတ်များမြင်တွေ့နေရတဲ့ပွဲခမ်းနာကိုတော့လိုင်သာယာမြို့နယ်မှာတည်ရှိတဲ့ပန်းလိုင်စီလုံးစေုံမှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။အခမ်းနာကိုတော့ပန်းလိုင်စီလုံးစေုံကြီးမှာမွေးဖွားခဲ့တယ်။ချစ်စရာတတမိ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 နဲ့မိသားစုများဖိတ်ကြားရတဲ့ဧည့်သည်တော်များစုံလင်စွာတက်ရောက်ခဲ့ကြပါတယ်။ အခမ်းနားဆိုရင်တော့ပန်းလိုက်စီလုံးစီယုံကြီးမှမွေးဖွားခဲ့တယ်။စစ်စာတာတာမိ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 နဲ့မိသားစုများအတွက်ချိုမြိန်နဲ့အမတ်တရများဘဝတစ်လျှောက်လုံးကြန့်ရှိနေစေဖို့တတိတရားတန်ဖိုးထားပြီးကျင်းပထားတဲ့ပျော်ဝဲရှင်ပွဲအခမ်းနားပဲဖြစ်ပါတယ်။အခမ်းနားနဲ့ပတ်သက်ပြီးသိရှိလိုသမျှတွေကိုလည်းတာဝန်ရှိသူတို့အုပ်ကိုအခုလိုပဲမေးမြန်းဖြစ်ခဲ့ပါတယ်။ အန်တီကတော့ကလေးတခုဆရာဝန်ကြီးပါမောက်ခဒေါက်တာဒေါခင်ထွေးဖြစ်ပါတယ်ဒီပန်းလိုင်းဆေးရုံကြီးရဲ့ကလေးကုသမှုဌာနပေါ့နော်အဲ့မှာအန်တီကကျတော့ clinical director အဖြစ်နဲ့ထမ်းဆောင်နေပါတယ်2005ခုနှစ်ခရေကဒီပန်းလိုင်းစီလုံးဆေးရုံကြီးမှာ မွေးဖွားခဲ့တဲ့သားသားတွေမိမိတွေနောက်အမေမေတွေပေါ့နော်သူတို့အားလုံးကိုဒီပန်းလိုင်းဆေးရုံကြီးကနေပြီးတော့အမြဲတမ်းအမ်တတိယပြီးတော့ပေါ့နော် chicken တန်ဖိုးထားနေတယ်ဆိုတာကိုပြချင်တဲ့အတွက်ခါကြတော့ဒီဒီဇင်ဘာလအတိုင်းပါလीနေ့တနေ့ကို convenient ဖြစ်မဲ့နေ့တနေ့ရွေးလိုက်တာပါရွေးပြီးတဲ့ခါကြတော့ဒါကိုကလေးနဲ့မိခင်များနေ့ဆိုပြီးတတ်မှတ်လိုက်တဲ့ပြည်ရဲ့အဲ့ဒီမှာပျော်ဝဲရွှင်ပွဲကျင်းပအန်တီတို့ပန်းလိုင်းစီလုံးစေယုံရဲ့ကလေးကျမ်းမာဌာနပေါ့နော်ဒါမှမဟုတ်ကလေးကူတာဌာနရဲ့လောက်ရတီရတော့ အန်တီတို့က24နာရီခလေးတူခုဆရာဟောနေခန့်ထားတယ်ပေါ့နော်ဒါကြောင့်မလို့အန်တီတို့ကဘာတွေလုပ်နိုင်လဲဆိုတော့အရေးပေါ်ခလေးတွေဟိုကုသဖို့လာတယ်ဆိုနေခုပေးနိုင်နေဒါမို့ရဲ့အတွင်းလူနာအပြင်လူနာစသဖြင့်ပေါ့နော်နောက်တကတော့ခလေးတွေ follow up ခေါ်တာပေါ့ new born လေးတွေဒီမွေးကင်းစလေးတွေဆင်းသွားပြီးရင်သူတို့ follow up စစ်ဆေးခြင်းပေါ့အဲ့ဒါအပြင်နောက်ပြီးတော့ဟိုစာကကွယ်ဈေးထိုးတဲ့လုပ်ငန်းတွေပါအလုံးပြုလုပ်ပေးနေပါလေ အန်တီကတော့လေအခုလိုမျိုးဟိုတိုက်တိုက်ဝန်းဝန်းနဲ့ပျော်ပျော်ရွှင်ရွှင်လာပြီးတော့အားပေးနေကြတဲ့မိဘတွေကလေးတွေကိုမြင်တော့အယံပဲဝင့်တာပါတယ်အဲ့တော့နောက်နေ့ဒီမှာလည်းဒီလိုပဲဆက်လက်ပြီးတော့လာခဲ့ပါအောင်လို့ခိတ်ခေါ်ပါရစေအခမ်းအနားမှာဆိုရင်တော့အိမ်မက်ဆောင်ရမှာအစောရောများမှာလည်းပြောပြပေးခဲ့ပါသေးတယ် အဲ့ဒီနောက်မှာတော့ Junior Life and Dance Dancer Group မှာ အကအလှများပြင်ဖြောပြပေးခဲ့ပါတယ်ဒါများရှင်ပန်းလန်စီလုံးစီယုံကြီးမှာဆိုရင်နိုင်နေကအစ်စ်မီပိုမွားတန်းစင်ထားတယ်။ဒါဖွားခန့်နဲ့ခွဲစိတ်ခန့်များကိုဝန်ဆောင်ပြီးဖွားပြီးတဲ့မိခင်နဲ့ကလေးတို့တက်တောက်တက်တာနဲ့အစဉ်ပြေစွာပြသနိုင်တဲ့မိခင်နဲ့ကလေးဌာနများထားရှိထားပါဗျာ။